ကိုယ်ပိုင်စီးပွားရေးအတွက် အောင်မြင်မှုတော့ကြံကိုယ်ပိုင်လုပ်ငန်းနဲ့အောင်မြင်မှုဆိုရင်အသေးစားအလက်စားကိုယ်ပိုင်စီးပွားရေးတစ်ခုစတင်မှုစူးစမ်းနေသူတွေအတွက်ရည်ရှိမှအောင်မြင်မှုရဖို့အဓိကကြားတဲ့နည်းပြဟာအတွင်းမြင်လေးတစ်ခုကိုပူပူလေး TV မှာတင်ဆက်ပေးလိုက်ပါတယ်စောစောထားတဲ့ငှက်ကအစာပူစားရတယ်ဆိုတဲ့ဆိုရိုးစကားရှိပါတယ်အောင်မြင်နေတဲ့သူဟာဝရိယကောင်းမှုလူတွေဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဒါပေမဲ့စီးပွားရေးလောကမှာတော့ဝရိယကောင်းတာတစ်ခုတည်းနဲ့ အောင်မြင်ဖို့ဟာမလုံလောက်သေးပါဘူးအချိန်နေအချိန်ခါကိုလိုက်ပြီးတော့ညံလွှတ်သုံးတတ်ဖို့လည်းလိုအပ်ပါသေးတယ်အင်္ဂလိပ်စကားဝုံးမှာတော့ early bird catches the worm but second mouse get the cheese လို့ဆိုထားပါတယ်တက်တလောက်မှတ်တလောက်ဘာသာပြန်ရရင်စောစောထပြီးအစာရှာတဲ့ငှက်တွေကတီကောင်လေးအများကြီးစားရပါတယ်ဒါပေမဲ့နောက်မှအစာရှာထွက်လာတဲ့ကြွက်ကတော့ဒိန်ငယ်တုံးကြီးရသွားတတ်တယ်လို့အထိပ္ပယ်ရပါတယ်ဆိုလိုတာကတော့ နောက်ကြတာဟာအမြဲတမ်းမကောင်းတာမျိုးမဟုတ်ပဲတချို့ကိစ္စတွေမှာတော့နောက်ကျလိုက်တာမှပူပြီးအကျိုးမြတ်ရသွားသေးတယ်လို့ပြောကျင်တာဖြစ်ပါတယ်။တာရကာလီထဲမှာတော့အစာရှာထွက်ကြတဲ့ကြွက်နှကောင်မှာဝရိယကောင်းပြီးစောစောထွက်လာတဲ့ကြွက်ကဒိန်ငယ်တုံးကိုတွေ့တာနဲ့အရင်ဥဖို့ကြိုးစားရင်ကြွက်ထောင်ချောက်ထဲမှာမိသွားခဲ့ပါတယ်။ဒိန်ငယ်ကတော့ထောင်ချောက်ကနေလွင့်ဆင်သွားတာမို့နောက်မှအစာရှာထွက်လာတဲ့ဒုတိယကြွက်အတွက်ရီကန်အသင့်ကြာအသင့်ဆိုသလိုတာတာရရာနဲ့ဒိန်ငယ်ရသွားခဲ့ပါတယ်။ မြန်မာစကားမှာတော့အကြံတူရင် နောက်လူသားတယ်ဆိုတာရှိပါတယ်။ဒါကြောင့်မလို့လုပ်ငန်းတစ်ခုကိုစတင်တော့မယ်ဆိုရင် အခြေအနေအရရက်ကိုစောင့်ကြည့်ပြီးမှအကောင့်တွေဖော်သင့်ပါတယ်။ဒုတိယကြွက်လူမျိုးပါနေတဲ့သူတွေကစောစောထားတဲ့ငှက်တွေလိုဝရိယကောင်းကောင်းနဲ့ရှေ့ဆောင်လမ်းဖောက်ပြီးစူးစမ်းအထုတာမျိုးမလုပ်ဘဲသူ့အရှိကလူတွေရဲ့အမှားကိုစောင့်ကြည့်ပြီးမှသာလှုပ်ရှားသူတွေဖြစ်ပါတယ်။ဥပမာပြရမယ်ဆိုရင်တစ်ချိန်တုန်းက Nokia နဲ့ BlackBerry တို့ဟာ မိုဘိုင်းဖုန်းလောကမှာပြိုင်ဘက်ကင်းကုမ္ပဏီကြီးတွေဖြစ်ပြီးဈေးကွက်ဝေစုကလည်းအများဆုံးရရှိထားခဲ့ကြပါတယ်။ဒါပေမဲ့ Apple ရဲ့ iPhone နဲ့ Android smartphone တွေပေါ်လာတဲ့အခါမှာတော့အကြီးအကျယ်ကျရှုံးခဲ့ပြီးယခုချိန်ထိကိုပြန်အဖက်မစင်နိုင်အောင်ဖြစ်ရပါတယ်။အခုလိုဖြစ်ရတဲ့အကြောင်းကိုပြန်သုံးသပ်ကြည့်မယ်ဆိုရင် Nokia နဲ့ BlackBerry တို့ဟာဝရီးယာကောင်းလို့စောစောထားတဲ့ Alibaba တွေနဲ့တူပါတယ်။သူတို့တွေကဈေးကွက်မှာတီကောင်လေးတွေအများကြီးရလိုက်ကြပါပဲ။အောင်မြင်မှုမှာဂျင်းနဲ့မိန်မောနေကြတာကြောင့် ဒီရှင်စမ်းတက်တာတွေဘာမှသိမလို့တော့ပဲဈေးခွက်ကိုဒီအတိုင်းချုပ်ကင်ထားနိုင်လိမ့်မယ်လို့ထင်ထားခဲ့ကြပါတယ်ဒီအချိန်မှာနောက်မှအစာရှာထွက်လာတဲ့ second mouse နဲ့တူတဲ့ apple ဟာ blackberry နဲ့ nokia တို့ရဲ့အားနည်းချက်တွေဈေးခွက်ရဲ့လိုအပ်ချက်တွေကိုနည်းပညာနဲ့ပေါင်းစပ်ပြီး iphone ဆိုတဲ့ smartphone ကိုဈေးခွက်မှာမိတ်ဆက်ပေးလိုက်ခဲ့ပါတယ်တိတ်မကြခင်မှာပဲ nokia နဲ့ blackberry တို့ဟာလက်ကင် phone လောကရဲ့နန်းကြဘရင်တွေလိုညောင်းနှဲကိုချက်ချင်းရောက်သွားခဲ့ပါတယ် ကီးဘတ်ဖုန်းတွေထက်ဘာခလုတ်မှမပါပဲလှုပ်ဆောင်ချက်ဆုံးဆုံးလင်းလင်းပါပြီးတုံးရရလဲလွယ်ကူတဲ့အတွက် Apple ရဲ့ဒီဇင်ဆန်းသွင်းမှုဟာလက်ကင်ဖုန်းလောကကြီးတစ်ခုလုံးကိုပါအပြောင်းအလဲဖြစ်သွားစေခဲ့ပါတယ်လက်ကင်ဖုန်းလောကမှာပထမအဦးဆုံးဈေးကွက်ကိုထိုးဖောက်ပြီးခဲ့တဲ့ Nokia နဲ့ BlackBerry တို့ဟာ Early Bird တွေလို့ပြောနိုင်ပါတယ် Early Bird တွေရဲ့အားသာချက်ကတော့သူများတွေထက်အရင်လက်ဦးတဲ့အတွက်ဈေးကွက်မှာစောစောစီးစီးနေရရပြီးစားသုံးသူလည်းခိုင်ခိုင်မာမာရှိနေပါတယ်1992ခုနှစ်မှာ IBM ကုမ္ပဏီက IBM Simon ဆိုတဲ့နာမည်နဲ့ touch screen ဖုန်းတွေကိုစတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ဒါပေမဲ့ Alibaba တွေဖြစ်တဲ့ Nokia နဲ့ BlackBerry တို့ခေတ်ကောင်းနေတဲ့အချိန်ဖြစ်လို့ဈေးကွက်မှာဘယ်သူကမှသိစိတ်ဝင်စားခဲ့ပါဘူး။1995ခုနှစ်အထိဝယ်ယူသူမရှိတဲ့အတွက် IBM Simon ကျဆုံးခဲ့ပါတယ်။ iPhone နဲ့ Android တို့လိုစကမ်းမောက်စီကတော့ဈေးကွက်ထဲမှာရှိနေတဲ့ Alibaba တွေရဲ့လိုအပ်ချက်အားနည်းချက်တွေကိုတင်ကန်းစာယူ မွမ်းမံပြင်ဆင်ပြီးမှဈေးကွက်ကိုထိုးပေါက်ဖို့စောင့်ကြည့်နေခဲ့ပါတယ်။ Second Mouse တွေအတွက်အားနည်းချက်ကတော့ဈေးကွက်ထဲကိုဝင်လာတဲ့အခါတုံးဆွဲသူတွေရဲ့စောင့်ကြည့်လေ့လာမှုကိုအချိန်တစ်ခုကြာတောက်ခံထားနိုင်ရမှာပဲဖြစ်ပါတယ်။ဒါကလည်းစားသုံးသူတွေမှာဖြစ်လေဖြစ်တာရှိတဲ့နာမည်ရှိပြီးသားတုံးနေကြ brand အစွဲကြောင့်ဖြစ်ပါတယ်။ဒီအစွဲကိုကြော်လာနိုင်မှုဆိုရင်ပိုကောင်းတဲ့အရာတစ်ခုကို Second Mouse တွေကတက်တည်ပြကြရပါလိမ့်မယ်။2009ခုနှစ်မှာ Apple က iPhone ကိုစတင်မိတ်ဆက်ခဲ့ပြီးနောက် စားသုံးသူတွေရဲ့စိတ်ဝင်တစားစောင့်ကြည့်တာကိုခံခဲ့ရပါတယ်။2008ခုနှစ်မှာတော့ HTC ကပထမဆုံး Android Phone HTC Dream ကိုမိတ်ဆက်ခဲ့ပြန်ပါတယ်။ Keyboard Phone တွေမှာမပါတဲ့လွတ်ဆောင်ချက်အစ်တွေကစားသုံးသူတွေကိုဆွဲဆောင်နိုင်ခဲ့ပြီး2010အစပိုင်းမှာပဲ Smartphone တွေဟာလက်ကင်ဖုန်းစည်းကွက်မှာတစတစကြီးစိုးလာခဲ့ပါတယ်။ Keyboard Phone တွေရဲ့ဝေစုကတော့တဖြည်းဖြည်းကွဲပြောက်သွားခဲ့ပါတယ်။စကန်ဘောက်တွေရဲ့အားသာချက်ကတော့ ပထမလူရဲ့အမားကိုအချိန်တခုပေးပြီးစောင့်ကြည့်နိုင်တာရဲ့အဲ့ဒီအမားကနေသင်ကန်းစာတွေယူပြီးကို့အလှည့်အကျိုင်မဖြစ်အောင်ကာကွယ်နိုင်တာပဲဖြစ်ပါတယ်မြန်မာစကားပုံမှာလက်ဖက်ကောင်းကောင်းစားခြင်းပလောင်တောင်တက်နှေးရတယ်ဆိုတဲ့ဆိုရိုးစကားလေးလည်းရှိပါတယ်ဘယ်လိုအရာမျိုးမဆိုပြီးလို့သောအရင်ဦးလိုစိတ်တွေနဲ့အလောတကြီးလုံမယ်ဆိုရင်ရလက်ကတိတ်မကောင်းတတ်ပါဘူးအစအစရရတေချာပြင်ဆင်နေတဲ့အတွက်သူများထက်တော့နောက်ကြောင် နောက်ကြတော့ပါလိမ့်မယ်ဒါပေမဲ့ ရလာတဲ့ရလက်ကလည်းသူများတွေထက်ကိုထူးခြားနေမှာ ဖြစ်ပါတယ်။ဒါကြောင့်မလို့စောစောထားတဲ့ early bird တွေလို့ဝိရိယရှိတာဟာကောင်းပါတယ်။ဝိရိယထားပြီးလှုပ်ဆောင်ခဲ့လို့အောင်မြင်မှုရလာပြီဆိုရင်လည်းဒီတိုင်းရက်နေလို့မရဘူးဆိုတော့တတိရှိပါ။ရည်ရှိမှအောင်မြင်မှုဆိုရင်ဝိရိယတစ်ခုတည်းနဲ့မလုံလောက်တာကြောင့်အချိန်ကောင်းကိုစောင့်ကြည့်တတ်တဲ့ second mouse တွေလို့စောင့်ကြည့်လေလာတည်ရင်စမ်းသစ်ဖို့လေလိုအပ်ပါတယ်ဆိုတဲ့အကြောင်း စုံဦးတီထွင်ကိုပိုင်စည်းဝါးရေးလုပ်ငန်းရှင်ဖြစ်လိုသူတွေအတွက်ပူပူလေးတီဗီကအကြံပြုလိုက်ရပါတယ်။